ာပါရှင်မြန်မာနိုင်ငံတဝင်းကသတင်းလေးကို Dove Watch ပြည်သက်တွေတရှိစီဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်ဒီဒီပတ်မြန်မာရေးရာမှာတော့ဂျွန်လ22ရက်ကနေဂျွန်လ28ရက်အထိတပတ်တာအတွင်းအဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကို Dove Watch ဝိုင်းတော်သားတွေကအစီအစဉ်တင်ဆက်ထားတာပါရှမ်းမြောက်မှာတန်းတက်တိုက်ခိုက်တိမ်းယူထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်ကအင်အားသုံးပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။နောင်ချိုမြို့ဟာပြည်ဦးလင်ကနေမန္တလေးအထိစေရေးအရာထိန်းချုပ်ဖို့အရေးပါတဲ့နေရာမှာရှိတယ်လို့တန်းတက်သိမ်းယူထားတဲ့ကြောင်မဲတီဘောစတဲ့မြို့နယ်တွေအတွက်လည်းအရေးပါတဲ့နေရာမှာတည်ရှိနေပါတယ်။ပြည်ဦးလင်ကိုစေရေးအရာထိန်းချုပ်ဖို့အရေးပါပြီးနောင်ချိုမြို့နယ်မိုင်20လောက်အကွာမှာတည်ရှိခဲ့ တောင်ခန်းကိုတန်းတက်တဲ့ပူပေါင်းတော်လိုက်ရေးတက်တွေအပြည့်အစုံမသိယူနိုင်ခဲ့တာကြောင့်စစ်ကောင်စီကအင်အားပြန်ဖြည့်ပြီးဂျော်လာဆန်းကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ပြည်တွင်းသတင်းတချို့မှဖော်ပြပါဗယ်စစ်ကောင်စီတက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတယ်လို့လေကြောင်းကနေလည်းဒရဇက်တိုက်ခိုက်နေတယ်လို့တန်းတက်ဖက်ကဆိုပါတယ်အခုသတင်းပတ်အတွင်းလေရင်ဒရုန်းတွေနဲ့တရက်တဲကိုဘုံအလုံးကြီးယာနဲ့ချီကျဲချတိုက်ခိုက်နေတယ်လို့ပြောပါတယ် ဒါအပြင်စစ်ကောင်စီတပ်ဟာနောင်ချိုကိုထိုးစစ်ဆင်ရမှာစစ်မှုထမ်းတင်နန်းစင်းနေအများအပြားအသုံးပြုနေရလို့သတင်းတချို့မှာဖော်ပြပါဗျ။စစ်ကောင်စီနဲ့တန်းတပ်တို့တရုတ်နိုင်ငံမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ဧပြီလတွေမှာနှစ်ကြိမ်ဆွေးနွေးခဲ့ပေမဲ့ရလဒ်တွေမထွက်ခဲ့ပါဘူး။အဲဒီနောက်စစ်ကောင်စီကဖိအားပေးတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတယ်လို့တန်းတပ်ဖက်ကပြောဆိုထားပါဗျ။နောက်တစ်ကြိမ်အော်ဂူလာမှာဆွေးနွေးမှာဖြစ်ပြီးတော့အဲဒီဆွေးနွေးမှုမတိုင်ခင်စစ်ကောင်စီက စီအရာဖို့မှုဖိအားပေးလာဖို့ရှိနေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါဗျ။ဆီယနာတင်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတက်ဟာကလေးစစ်သားစုဆောင်အုံပြုမှုမြင့်တက်လာတယ်လို့လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဂျွန်လ20ရက်မှာထုတ်ပြန်ထားပါဗျ။အနာသိမ်းပြီးတဲ့နောက်အသက်၁၂နှစ်အောက်ကလေးစစ်သားစုဆောင်မှုဖြစ်စဉ်1800ကိုကုလသမဂ္ဂကစီစစ်အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်ကလေးသူငယ်တွေပေါ်ချိုးဖောက်တဲ့ကျူးလွန်မှု2000ကျော်ကိုလည်းစစ်ဆေးနိုင်ခဲ့ပြီးနောက်ထပ်အမှု1200ကျော်ကတော့စီစစ်မှုဆိုင်းငံ့ထားတယ်လို့ဖော်ပြပါဗျ။စစ်ကောင်စီကကလေးငယ်တွေကိုစစ်မှုထန်ခိုင်းပြီးရှေ့တန်းကိုပို့တာအပြင်လမ်းပြအဖြစ်အသုံးပြုတာပေါ်တာဆွဲတာတခါတရံလူသားတိုင်းအဖြစ်အသုံးပြုတာတွေရှိနေတယ်လို့ HRW ကဆိုပါတယ်။အခုလိုစစ်သားစုဆောင်းနေတာတွေကိုချက်ချင်းရပ်တန့်ဖို့လည်းပြောဆိုထားပါဗျ။စစ်ကောင်စီတပ်မှစစ်ရင်အားဆုံးရှုံးမှုများပြီ နယ်မြေတွေလက်လွတ်ဆုံးရှုံးရတာကလည်းကလေးငယ်စစ်သားစုဆောင်းဖို့တောင်းအားဖြစ်လာတယ်လို့ဖော်ပြပါဗျ။ရှေရန်ကထွက်ပြေးလာသူတွေဖမ်းမိသူတွေမှာကလေးစစ်သားတွေပါဝင်တာကိုတော်လိုင်းရေးအဖွဲ့တွေနဲ့အရက်ဖတ်အဖွဲ့တွေကပြောဆိုထားတယ်လို့လည်း HRW ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။စစ်ကောင်စီကနေပြည်တော်မှာငင်းချမ်းရေးဖိုရံကို၃ရက်ကြာကျင်းပခဲ့ပြီးလက်ရှိမှာစစ်ကောင်စီနဲ့တိုက်နေကြတဲ့လက်နက်ကင်အဖွဲ့တွေတော့တက်ရောက်တာမရှိခဲ့ပါဘူး။ ရင်းချင်ရေးဖိုရမ်ကိုဂျွန်လ25ရက်ကနေဂျွန်လ28ရက်အထိကျင်းပခဲ့တာပါ။အဲဒီဖိုရမ်ကို နိုင်ငံတကာတန်တမန်တချို့ NCA လက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တချို့နဲ့ NCA လက်မှတ်မထိုးထားသေးတဲ့လက်နက်ကိုင်အဖွဲ့တချို့ရဲ့ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေအရက်ဖက်အဖွဲ့တွေလေးလာစောင့်ကြည့်သူတွေတက်ရောက်ခဲ့ကြပါဗျ။ဒါအပြင်တရုတ်ထူးကိုယ်စားလှယ်တိတ်ရှင်ကျွမ်းလည်းတက်ရောက်ခဲ့တာတွေ့ရပါဗျ။ စစ်ကောင်းဆောင်ကရွေးကောက်ပွဲကျင်းပမဲ့အကြောင်းအဓိကအသားပေးပြောခဲ့ပြီးတိုင်းရင်းသားလက်နက်ကင်တွေနဲ့တော်လိုင်းရေးအဖွဲ့တွေကိုလည်းလက်နက်ကင်လမ်းစဉ်ကိုစော့ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးနဲ့ဖြည့်ရှင်းဖို့အမြဲတမ်းလမ်းဖွင့်ထားတယ်လို့ပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲကိုလည်းမဲအများဆုံးရသူအနိုင်ယူစနစ်အပြင်အချိုးကျကိုစားပြု စနစ်ကိုလည်းတွဲဖက်အသုံးပြုသွားမယ်လို့ဆိုပြီးရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရကိုအနာလွှဲပေးမယ်လို့ပြောဆိုခဲ့ပါတယ် လက်ရှိစစ်ကောင်စီနဲ့တိုက်နေကြတဲ့တိုင်းရင်းသားလက်နက်ကင်တွေတော်လိုက်အဖွဲ့တွေနဲ့ငင်းချမ်းရေးဆွေးနွေးတာတွေဟာရွေးကောက်ပွဲအလောက်မှာပဲဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။စစ်ကောင်စီရဲ့ငင်းချမ်းရေးဖိုတာနဲ့ပတ်သက်လို့တိုင်းရင်းသားလက်နက်ကင်တွေနဲ့အင်ဂျီတို့ကတော့တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။ပဲခူးတိုင်းမင်းလာမြို့နယ်ထဲကကြေးရွာ900ထပ်မင်းကို စစ်ကောင်စီတပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးပြီးပစ္စည်းတွေလည်းယူဆောင်သွားတယ်လို့ပြည်တွင်းသတင်းတချို့မှာဖော်ပြပါရယ်။ဂျွန်လာလယ်မှာရန်ကုန်ပြည်ကာလန်းဘော်ကအရေးပါတဲ့စစ်ကွင်းတာဆုံစစ်စေးရေးဂိတ်ကိုတာယာဝတီ KIN PDF ကဝင်ရောက်တိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ကဒုဗိုလ်မှူးကြီး2ဦးနဲ့အရာရှိတွေအပါအဝင်20ဦးထပ်မင်းတေဆုံးခဲ့တယ်လို့ကာယဝတီ KIN ပကဖကဆိုပါတယ်။အဲဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကအင်အားဖြည့်တင်းကစစ်ကြောင်းထိုးလာပြီး ခွမ်မဂန်းကိုပင်စာချောင်းငလှဆန်းဘူတထောင်စမ်းပုတ်ကျွဲမကိုက်အပါဝင်ကျေးရွာတွေမှာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပစ္စည်းတွေယူဆောင်တာတွေလုဆောင်ခဲ့ပြီးအရက်သားတွေကိုလည်းဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်အခုလိုစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ40လောက်ကဒေသခံပြည်သူတွေတပေါင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းတွေမှာဖော်ပြပါတယ် စစ်ကောင်စီတံပြန်စစ်ကြောင်းထိုးရမှာ PDF စကန်ချတဲ့နေရာတစ်ခုစီနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော်၅ဦးသေဆုံးခဲ့ပါတယ်။ကရင်နီတရားပြည်နယ်ဖေခုံမြို့နယ်အရှိချမ်းကဆောင်းလန်းခဲရွာကိုလည်းစစ်ကောင်စီတပ်နဲ့ပန်းတီတုဆက် PNO တို့တိုက်ခိုက်ခဲ့ပြီးတော်လိုင်းကြီးအဖွဲ့တွေစုခွာသွားပြီးတဲ့နောက်ဂျွန်လ24ရက်မှာရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။မြန်မာစစ်ကောင်စီတပ်ကမကြခင်အုံပြုမယ်လို့ယူဆရတဲ့ YH နီးပြူဟာမြောက်တဲယူပို့ဆောင်ရေးလင်းရင်အသက်နှစ်ဆင်းကိုတရုတ်နိုင်ငံကုမင်းလီစိတ်မှာတွေ့ရတယ်လို့မြန်မာဝစ်နက်ကဂျွန်လ23ရက်မှာထုတ်ပြန်ထားပါတယ်။တက်မတော်လေးလို့ရေးထိုးထားတဲ့လင်းရင်နှစ်ဆင်းကိုရှာဖွေ တွေ့ရှိထားတာဖြစ်ပြီးလင်းရင်မီးပိုင်းမှာရေးသားထားတဲ့နံပါတ်တွေကလည်းစစ်ကောင်စီတက်မှာအရင်ကမရှိသေးတဲ့နံပါတ်တွေဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီတက်ဟာ YH လင်းရင်တွေကိုဤတွင်စီးပြပခရီမှာတည်ယူပို့ဆောင်ရေးအပြင် ်ဘုံကျဲတိုက်ခိုက်ရေးတွေမှာလည်းအသုံးပြုနေတာဖြစ်ပါတယ်ပြတ်ပောင်းလို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေအငြန်းဆုံးလွမြောက်နိုင်ပါစေလို့ဒွေဝက်ဝိုင်းတော်သားတွေကစုမုံကောင်းတောင်းအပ်ပါတယ်။နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ကြီးရအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။